အားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာဂါရဝပြုပါတယ်ကျွန်တော်ကတော့ခေတ်သစ်ပြည်သူပါတီတွဲဘက်အထွေထွေအတွင်းမှုတက်ဥအောင်မျိုးဖြစ်ပါတယ်ခေတ်သစ်ပြည်သူပါတီဟာမြန်မာနိုင်ငံလွတ်လပ်ရေးတိုက်ပွဲဝင် နိုင်ငံရေးခေါင်းဆောင်ကြီးများရဲ့နိုင်ငံရေးမျိုးဆက်ပါတီဖြစ်ပါတယ်လူတွေမှာ မျိုးဆက်မကင်းနိုင်သလိုနိုင်ငံရေးမှာလည်းမျိုးဆက်မကင်းနိုင်လို့ဖြစ်ပါတယ်ခေတ်သစ်ပြည်သူပါတီကိုအဘိဓမ္မာရေးသဘောတရားရေး မူဝါဒလမ်းစဉ်လုပ်ငန်းစဉ်များနဲ့ခိုင်မာစွာတည်ဆောက်ပြီးပါတီကျင့်ဝတ်၁၀ပါးကို ခံယူကျင့်သုံးပါတယ်။ဒါကြောင့်ခိတိပြည်သူ ပါတီဟာထိုက်တန်သူတွေအတွက်တကားဖွင့်ထားတဲ့ပြည်သူတပ်ဦးပါတီသာဖြစ်ပါတယ်။ပါတီရဲ့တစိုက်ဖြစ်တဲ့ကဘာလုံးပေါ်ကသေးလက်ကြီး အနီအောင်ကျဲသုံးပွင့်မှာကဘာလောကကြီးငြိမ်းချမ်းရေးဒီမိုကရေစီရေးခိတိတိုက်ပံဆိုရှယ်လစ်လောကနိဗ္ဗာန်ခေတ်သို့တက်လှမ်းရေးဖြစ်ပါတယ်။ ကျေသုံးဝင့်အနီရောင်မှာရဲရင်မှုသွေးစည်းညီညွတ်မှုဖြစ်ပါတယ်ပါတီအလံရဲ့အောက်ခံအစိမ့်နှုတ်ရောင်မှာတည်ငြိမ်အေးချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးဖြစ်ပါတယ်သဘောတရားဟာလူမှုကိုချုပ်ကင်မိတဲ့နည်းတပြိုင်နက်ရုပ်ဝတ္ထုအင်အားစုဖြစ်လာတယ် theory bka material force 18 grad the message လို့လူမှုသိပ္ပံတရားကဆိုပါတယ်ဒါကြောင့်ခိတိပြည်သူပါတီကအကျွင့်မဲ့ငြိမ်းချမ်းရေးလမ်းစဉ်ကို ခံယူပါတယ် ပါတီဘိုလ်အလုံးမှုဆောင်ဥက္ကဋ္ဌကြီးကတော့ဥထုံးအောင်ကျော်ဖြစ်ပါတယ်ဘိုလ်အလုံးမှုဆောင် ကော်မတီဝင်5ဦးအရန်ဘိုလ်အလုံးမှုဆောင်ကော်မတီဝင်2ဦးဘိုလ်ကော်မတီဝင်7ဦးတို့ကပါတီကိုဥဆောင်နေပါတယ်ဒီကနေ့ပါတီကိုအေအဝရီတိုင်းဒေသကြီးအဆင့်ဖွဲ့စည်းရည်တည်ထားတော်လဲတနိုင်ငံလုံးအတိုင်းအတာအထိဆက်လက်ဖွဲ့စည်းရန်ရည်တည်သွားနိုင်ဖို့ဆောင်ရွက်နေပါတယ်လမ်းညွန်သဘောတရားအငင်းမှမကြည်လျင်အလုံးမှမပြတ်သားဘူး ။သဘောတရားဟာကြည်လင်ပြသားတဲ့အလားအလာကိုပေးတယ်။အမှားမှန်ဆုံးဖြတ်နိုင်စွမ်းကို ပေးတယ်။အလုံမှစိတ်ချမှုကိုပေးတယ်။နောက်ဆုံးမိမိတို့ခံယူချက်အောင်ရမယ်ဆိုတဲ့ယုံကြည်ချက်ကို ပေးတယ်။ဆိုတဲ့အတိုင်းပါတီရဲ့လမ်းညွန်သဘောတရားကိုတင်ပြသွားပါမယ်။ခစ်သည့်ပြည်သူပါတီကခံယူကျင့်သုံးတဲ့ပြည်သူကိုဗဟုပြုသော လူမှုသိပ်ပံတရား၄ပါးလောကပါဠတရား၄ပါးနဲ့ပါတီရဲ့ပညာနိုင်ငံရေးအလုတ်လမ်းညွန်တရား၄ပါးရှိပါတယ်။ ပြည်သူကိုဗိုလ်ပြုသောလူမှုသိပ်ပံတရား၄ပါးနှင့် လောကပါလတရား၄ပါးမှာ၁လူမှုတွေမပါရင်ဘာမှမလုပ်နိုင်၂လူမှုရွေးကောက်ပွဲတွေမပါရင်ဘာမှမလုပ်နိုင်၃လူမှုတွေရဲ့အခြေခံအကျိုးစီးပွားနှင့်ကိုက်ညီမှန်ကန်တဲ့မူဝါဒလမ်းစဉ်တရက်ကို လူမှုကိုကင်းကင်းလွတ်လွတ်ရွေးချယ်ခွင့်ပြုရမယ်၄အဲ့ဒီလိုရွေးချယ်ခွင့်မပြုရင် လူမှုတွေတူလန်းသူရွေးချယ်သွားလိမ့်မယ်ခေတ်သစ်ပြည်သူပါတီရဲ့ ပညာနိုင်ငံရေးအလုတ်လမ်းညွန်တရား၄ပါးအကန့်ယုံအယန်းယုံမယုံကြဘဲတိတ်ပံပညာမျက်စိနဲ့သာဆင်ញင်ကြပါစို့နှစ်ဆင်ញင်တော်တရားမဲ့ဆန္ဒဆွဲယုံကြည်မှုတွေကိုစွန့်လွှတ်ပြီးအတိအလိမ်မှာဉာဏ်ပညာကိုသာအားကိုးကြပါစို့သုံးစနစ်တကျလေလာသုံးသပ်မှုကင်းမဲ့တဲ့ဘဝကိုစွန့်လွှတ်ပြီးလေးနက်တဲ့အဘိဓမ္မာပေါ်မှာသာအခြေခံကြပါစို့လေးစင်ကြုံတရားမဲ့အစွဲအလန်းဟောင်းတွေပေါ်မှာမျက်စိမေ့စုတ်ကင်ထားသူတွေရဲ့စာရင် အယိုးကန်တက်တဲ့တာမန်ပြည်သူတွေကမှအမှန်တရားနေပို့လို့နှီးဆက်ပါသေးတယ်။လူတွေဟာတင်အံတက်မြောက်ပြီးသားအစင်သည့်မွေးဖွားလာခြင်းမဟုတ်ပါ။လုံရင်းတင်တင်ရင်တက်တဲ့တတဝါသာဖြစ်ပါတယ်။ဒါကြောင့်လူအဖွဲ့အစည်းကြီးဟာအရေးအတွက်ရရောအရေးအချင်းရပါပြောင်းလဲတိုးတက်နေတာဖြစ်ပါတယ်။ဘလို့ပင် ကပ်ဘေးအမျိုးမျိုးကိုဖြတ်တန်းခဲ့ရတော့လေရှေ့ကြောက်ခဲ့လူသားမှဒီကနေ့အဆင့်တန်းအမြင့်ဆုံးသော electronic နည်းပညာ ခစ်လူသားအထိဖြစ်လာပါတယ်အဲ့ဒီလိုပြောင်းလဲတိုးတက်ရာမှာရှေ့ဘုံဝါရစနစ်ကြောက်ခစ်ကြေးပိုင်ကြုံပိုင်စနစ်တန်ဆပေါ်သောခစ်ဗရေတရစ်ဧကရစ်စနစ်လက်မှုအတက်ပညာထွန်းကားလာသောခစ်ဒီကနေ့အရင်းရှင်စနစ်အဆင့်အတန်းအမြင့်ဆုံးသောအီလက်ထရောနစ်နည်းပညာခစ်ဖြစ်ပြီးဆက်လက်ပြီးလဲခစ်သစ်သိပ္ပံဆိုရှယ်လစ်လောကနိဗ္ဗာန်ခစ်သို့တက်လန်းသွားမယ်ဖြစ်ပါတယ်ဒီကနေ့ဟာဈေးကွက် စီးပွားရေးနဲ့အစွမ်းကုန်ဖွံ့ဖြိုးတိုးတက်ရေးကို မဖြစ်မနေကြိုးပမ်းသွားရမယ်ဖြစ်ပါတယ်။မူဝါဒအစဉ်လုပ်ငန်းစဉ်များစီးပွားရေးစီးပွားရေးကုန်လုံးစွမ်းအားစုတွေရဲ့တိုးတက်ဖြစ်ပေါ်ရေးဟာလူအဖွဲ့အစည်းရှေ့တန်းတက်လန်းရေးရဲ့အဆင့်တန်းအမြင့်ဆုံးသောမှတ်ကြောညွန်လက်ဖြစ်ပါတယ်။ဒါကြောင့်ပြည်သူတို့ရဲ့စီးပွားရေးကုန်လုံးမှုကိုအာမခံချက်ပေးနိုင်တဲ့တကားဖွင့်ဈေးွက်စီးပွားရေးစနစ်ကိုကျင့်သုံးမယ်။ပြည်တွင်းပြည်ပမှလွတ်လပ်စွာ ပြိုင်ဆိုင် ထုတ်လုပ်ရောင်းဝယ်ခွင့်ပြုမယ်။တိုင်းရင်းသားပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ိုင်းရင်းသားလုပ်ငန်းရှင်ကြီးများတန်းကြွယ်တရေကြီးများပေါ်ထွန်းလာရေးကိုဆောင်ရွက်မယ်ဒီမိုကရေစီနိုင်ငံထူထောင်ရာတွင်ပြည်သူတွေအသိဉာဏ်ရေးမြင့်မားရန်လိုပါတယ်အသိဉာဏ်ရေးမြင့်မားရေးအတွက်လည်းလူနေမှုအဆင့်တန်းမြင့်မားရန်လိုပါတယ်လူနေမှုအဆင့်တန်းမြင့်မားရေးအတွက်လည်းစီးပွားရေးကုန်လုပ်စွမ်းအားစုများခင့်မီဖွံ့ဖြိုးတိုးတက်ဖို့လိုပါတယ်နိုင်ငံရေးပြည်သူတို့ရဲ့လူအခွင့်အရေးနဲ့နိုင်ငံရေးလွတ်လပ်မှုကိုအာမခံချက်ပေးနိုင်တဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုကျင့်သုံးမယ် လွတ်လပ်ခွင့်အပြည့်အဝရရှိရေးတူညီသောအခွင့်အရေးရရှိရေးပြည်သူဆန္ဒအရအုပ်ချုပ်ရေးဆိုတဲ့ဒီမိုကရေစီဥတီချက်၃ရပ်ကိုအကောင့်ထဲပေါ်သွားမယ်။သတင်းမီဒီယာနှင့်လူမှုမီဒီယာများလွတ်လပ်စွာပေါ်ပြခွင့်ပြုမယ်။ဘာသာရေးမိမိတို့ကြိုက်နှစ်သက်ရာဘာသာကိုလွတ်လပ်စွာကိုးကွယ်ခွင့်သာသနာရေးဘာသာရေးလုပ်ငန်းများကိုလွတ်လပ်စွာလုပ်ကိုင်ခွင့်ပြုမယ်။သို့သောဘာသာရေးကိုနိုင်ငံရေးတွင်အသုံးချခွင့်မပြုပါ။ တိုင်းရင်းသားလူမျိုးများအရေးလူမျိုးကြီးဝါဒနှင့်ကျင်းမြောင်းသောလူမျိုးစဲဝါဒကင်းရှင်းစွာတိုင်းရင်းသားလူမျိုးများဒန်းတူညီတူအခွင့်အရေးရရှိသောဒီမိုကရေစီနှင့်ဖယ်ရယ်စနစ်ကိုအခြေခံသည့်ပြည်ထောင်စုထူထောင်မယ်ပြည်တွင်းငြိမ်းချမ်းရေးလက်နက်ကိုင်ပြိပခါဟာတေကျင်းတရားကိုရှောင်လဲလို့မရတဲ့အရာမဟုတ်ပါဒါကြောင့်အမျိုးသားတည်မြဲစည်းလုံးရေးခါသီးနာကြီးနောင်ကျင်စရာသမိုင်းသင်ခန်းစာကိုယူပြီးတော့နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းအဖြစ် ဖြည့်ရှင်ရေးထာဝရပြည်တွင်ငြိမ်းချမ်းရေးကိုမဖြစ်မနေကြိုးပမ်းသွားမှာဖြစ်ပါတယ်။ကြားမတန်းတူရေးအမျိုးသားအမျိုးသမီးကြားမတန်းတူရေးမရှိရင်လူအခွင့်ရေးဒီမိုကရေစီရေးနေ့အလံဝေသွားနိုင်ပါတယ်။ဒါကြောင့်ခေတ်စ်ပြည်သူပါတီကအမျိုးသမီးများဝန်ထမ်း၃ရက်ကလွတ်မြောက်ရေးစီရောစာချုပ်ပါသဘောတူညီချက်အတိုင်းအမျိုးသမီးများအားဤမျိုးစုံဖြင့်ခွဲခြားဆက်ဆံမှုများပပျောက်ရေးအမျိုးသမီးများစွမ်းဆောင်ရည်မြင်မာရည် ကြားမှဒန်းတူရေးကိုလည်းစောင်ရွက်မယ်။တောင်သူလယ်သမားများအရေးစိုက်ပျိုးရေးကိုအခြေခံတဲ့မြန်မာနိုင်ငံတွင်တောင်သူလယ်သမားလူဒန်းစားများခင့်မိဖွံ့ဖြိုးတိုးတက်ရန်လိုအပ်ပါတယ်။တောင်သူလယ်သမားများလွတ်လပ်စွာစိုက်ပျိုးထုတ်လုပ်တိုးလောင်ရောင်းချခွင့်ပြုမယ်။ပြည်ပသို့လွတ်လပ်စွာတင်ပို့ရောင်းချခွင့်ပြုမယ်။တောင်သူလယ်သမားများအကျိုးကိုတောင်သူလယ်သမားများစောင်ရွက်နိုင်ရေးအတွက်တောင်သူလယ်သမားအစည်းအရုံးများဖွဲ့စည်းစောင်ရွက်ခွင့်ပြုမယ်။ အစင်မြင့်ဆက်မှုလေယာထူထောင်ရေးကို ကြိုးပမ်းသွားမယ်အလုတ္တမလူဒန်းစားများအရေးလုပ်ငန်းရှင်နှင့်အလုတ္တမလူဒန်းစားတို့ရဲ့ပေါင်းစည်းစွမ်းအားဟာလူအဖွဲ့စည်းတိုးတက်ဖြစ်ပေါ်ရေးရဲ့မောင်းနှင်အားဖြစ်ပါတယ်လုပ်ငန်းရှင်မရှိရင်အလုတ္တမမရှိနိုင်သလိုအလုတ္တမမရှိရင်လည်းလုပ်ငန်းရှင်မရှိနိုင်ပါဒါကြောင့်လုပ်ငန်းရှင်နှင့်အလုတ္တမပရိပခဟာပေါင်းဆက်ဖြည့်ရှင်းလို့မရတဲ့ပရိပခမဟုတ်ပါစီဝါရေးကုန်လုတ်စွမ်းအားစုများ ခင်မီဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှအလုသမားများနဲ့စင်ရဲသားများရဲ့ဘဝဖွံ့ဖြိုးတိုးတက်လာမယ်ဖြစ်ပါတယ်။အလုသမားများအကျိုးကိုအလုသမားများဖန်ီးနိုင်ရေးအတွက်အလုသမားအစီယုံများဖွဲ့စည်းဆောင်ရွက်ခွင့်ပြုမယ်။ကျမ်းမာရေးတမျိုးသားလုံးကျမ်းမာကြန့်ခိုင်ရေးကိုကြိုးပမ်းသွားနိုင်ရေးအတွက်အစိမ့်မြင့်ဆေးရုံစေပေကံများဒေတာလိုက်ဖွင့်လှစ်သွားမယ်။အစိမ့်မြင့်ဆေးပညာရှင်များပေါ်ထွန်းလာရန်ကြိုးပမ်းမယ်။ဆေးပညာတုတေသနလုပ်ငန်းများကိုအားပေးမယ်။တိုင်းရင်းဆေးများ အစွမ်းထက်ရေးတိုင်းရင်းစေးများ နိုင်ငံတကာအဆင့်မီ ထုတ်လုပ်နိုင်ရေးကို အားပေးမယ်။ကျန်းမာရေးခန္ဓာတွင်ပုဂ္ဂလိကများလုတ်ပိုင်ခွင့်ပြုမယ်။ပညာရေးယနေ့ပညာခေတ်တွင် အသိပညာရှင်အတတ်ပညာရှင်များမွေးထုတ်နိုင်သောပညာရေးစနစ်ကိုကျင့်သုံးမယ်။လူစွမ်းအားရင်းမြစ်များဖွံ့ဖြိုးတိုးတက်ရေးအတွက်ပညာရေးသုတေသနလုပ်ငန်းများ လုပ်ကိုင်ပြီးပညာတော်သင်များပြပသို့ဆေလွတ်တင်ယူမယ်။လူငယ်များအနှိမ့်ဆုံး အခြေခံပညာအထက်တန်းအောင်မြင်နိုင်ရေးဆောင်ရွက်သွားမယ်။ပညာရေးကဏ္ဍတွင်ပုဂ္ဂလိကများလောက်ကင်ခွင့်ပြုမယ်။ကာကွယ်ရေးခိမိအင်အားတောက်တင်းပြီးစွမ်းဆောင်ရည်မြင့်မားသောမျိုးချစ်တက်မတော်အမျိုးသားတက်မတော်ပြည်တော်စုတက်မတော်ပြည်စုတက်မတော် ဖြစ်ရမယ်။နိုင်ငံရေးလွတ်လပ်သောနိုင်ငံရေးဝါဒကိုကျင့်သုံးမယ်။ငြိမ်းချမ်းစွာတူရှင်တွဲနေထိုင်ရေးဗန်တော်မူကြီး၅ချက်နဲ့အညီနိုင်ငံတကာဆက်ဆံရေးနဲ့ပူးပေါင်းဆောင်ရွက်ရေးများကိုကျယ်ပြန့်စွာ လှုပ်ဆောင်သွားမယ်နိုင်ငံတကာဗိုလ်ချစိုးမိုးရေးဝါဒကိုလိုနီလက်သစ်ဝါဒများကို ကာကွယ်တိုက်ဖြတ်သွားမယ်အိန္ဒိယနိုင်ငံများမိတ်ဖက်နိုင်ငံများအာဆီယံနိုင်ငံများနဲ့ဆက်ဆံရေးပူးပေါင်းဆောင်ရွက်ရေးများကိုပိုမိုကြိုးပမ်းသွားမယ်ကျွန်တော်အနေနဲ့ဤကုန်းချုပ်တင်ပြရရင်တော့နိုင်ငံနဲ့ပြည်သူအချို့ကိုကြိုးပမ်းထမ်းဆောင်အောင်မြင်လာတာနဲ့အမျှပြည်သူလူထုအချို့ဖြစ်ထွန်းလာတာနဲ့အမျှပြည်သူတွေကပြစ်ပယ်မထားပဲမေ့လျော့မနေပဲခေါင်းဆောင်ခေါင်းများအဖြစ် ို့ဆောင်ကြမည်ဖြစ်ပါတယ်။ပြည်သူတို့ကမိမိတို့အားကိုးရာပုံကိုကောင်းများအဖြစ်ရွေးချယ်လာကြမည်ဖြစ်တယ်ဆိုတာခံယူပြီးခိတိပြည်သူပါတီကနိုင်ငံနဲ့ပြည်သူအကျိုးကိုကြိုးပမ်းထမ်းဆောင်သွားမည်ဆိုတာတင်ပြရင်ညီကုန်းချုပ်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။ ခဲ့လို့ဒီရွှေမြမာပြည်ပါတီစုံဒီမိုကရေစီစိတ်ခွဲစီဘွားတကာဖွင့်နေပြီအမျိုးသားကြိုးစီဘွားမြမာရစီပြီတူတက်အောင်ပေါ်ဆောင်မီခစ်သိမူဝါဒသူညီမြတ်တစွာလမ်းပြတော်မီခစ်တခစ်တွဲဆန္ဒမူနာလန်သူညီခစ်ဆက်ဆက်မြေစလူအတန်သူညီ ဖြစ်သစ်ပြည်သူပါတီခေစနေနေနေတို့တက်ခဲ့ပြီဒီရွှေမြမာပြည်ပါတီစုံဒီမိုကရေစီစီခွဲစီဘွားတကောင်ဖြစ်နေပြီမြို့သားကြိုးစီဘွားမြမာရစေမီတို့တက်အောင်ဖို့ဆောင်မီ ဘူဝါဒဒူညီမြတ်စွာလမ်းပြတော်မီခေတ္တခေတ္တဆယ်နမူနာလည်းထူမီခေဆက်ဆက်ပြန်စမှုအသင်တူညီခေတ္တပြည်သူ